မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ YouTube Channel ကနေစိတ်ရင်းရိုင်းချိန်မှာစိတ်ခွန်အားဖြစ်စေခဲ့တဲ့ဂျူးလူမျိုးတွေရဲ့အသိဉာဏ်ပညာနဲ့ပတ်သက်ပြီးစာရေးဆရာကြီးဂုံပြောင်းဟိုရေးသားပြုစုခဲ့တဲ့သလမုဒ္ဓမဟောင်းကျမ်းထဲမှာဘဝတခုနှစ်အတွက်ဆောင်ခြင်းဆိုတဲ့စာအုပ်လေးတွေကတင်းပစ္စည်းဥစ္စာအားလုံးကိုတနေရာထဲမှာပုံအော်ပြီးမရင်နေမမြုပ်နှံပါနဲ့ဆိုတဲ့အကြောင်းအရာကောင်းလေးတစ်ခုကိုဆက်လက်မျှဝေပေးသွားခြင်းပါတယ်။ တင်ပစ္စည်းဥစ္စာအလုံးကိုတနေရာထဲမှာပုံအော်ပြီးမရင်နေမမြုံနံပါနဲ့စီစဉ်ဥစ္စာကို အပိုင်း၃ပိုင်းခွဲပြီးစီမံခန့်ခွဲပါ၃ပုံတပုံကိုမြင့်အဖြစ်နောက်၃ပုံတပုံကိုကုန်ပစ္စည်းအဖြစ်ကြံ၃ပုံတပုံကိုငွေသားအဖြစ်ရင်းနှီးမြုံနံပါဘဗာမစရာ 42A ကပတ်မိုင်းမှနာမည်ကြီးထင်ရှားတဲ့ကုန်တယ်အုပ်စု၃စုရှိပါတယ်ဂျူးကုန်တယ်တရုတ်ကုန်တယ်နဲ့အာရတ်ကုန်တယ်တွေဖြစ်ကြပါတယ် မြမောက်ခစ်ကိုရောက်လာချိန်မှာအာရက်ကုံတယ်တွေရဲ့ဩဇာအရှင်ဝါကတိတိတတကြားစင်လာခဲ့ပေမဲ့လေဂျူးကုံတယ်နဲ့တရုတ်ကုံတယ်တွေရဲ့ဩဇာအရှင်ဝါကတော့အရင်အတိုင်းမရှင်ပြန်ရဲလောက်အောင်တမန်အားကောင်းနေစေဖြစ်ပါတယ်။ရှေ့ရှောက်မှာရောဘလို့ဖြစ်လာမလဲ။အခုချိန်ထိဖြစ်ခဲ့တယ်လို့မျိုးရှေ့ရှောက်မှာလည်းကြီးကြီးမားမားပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ AD 90မှာယောမစစ်တပ်ကဂျေရုဆလင်ဘက်မှတော်ကိုဖျက်ဆီးပြီးတဲ့နောက် နိုင်ငံကိုဆုံးရှုံးသွားခဲ့ရတဲ့ဂျူးလူမျိုးတွေဟာကမ္ဘာတဝမ်းမှာပြန့်ကျဲစွာအကျဉ်းလည်နေထိုင်ခဲ့ကြရပါတယ်။သူတို့ကိုဂျူဝစ်ဒိုင်ယက်စပိုရာအခြားနိုင်ငံများသို့ပြန့်ကျဲထွက်ခွာသွားကာအခြေချနေထိုင်ကြသောဂျူးလူမျိုးများလို့လည်းခေါ်ဆိုကြပါတယ်။အမှန်တကယ်တော့ဣတရီလာပြည်ကိုရောမစစ်တပ်ကတင်ပိုက်ပြီးတဲ့နောက်ပိုင်းကတည်းကဂျူးလူမျိုးအလုံးနီးပါးကိုဂျူဝစ်ဒိုင်ယက်စပိုရာလို့ခေါ်မယ်ဆိုရင်လည်းမမားပါဘူး ကျဝိဒိုင်ယက်စပိုရာတွေဟာရေချမ်းမြေချမ်းမှာစက်တိုက်ဆူဆူလို့ညင်ပန်းနစ်ဆက်မှုဒဏ်ကိုအလူအလဲခံစားခဲ့ကြရပြီးအခြေချနေထိုင်နေပြီးဖြစ်တဲ့နိုင်ငံကနေမထင်မှတ်ထားတဲ့အချိန်မှာရုတ်တရက်မောင်းထုတ်ခံရတဲ့အဖြစ်လဲမကြာခဏရှိခဲ့ပါတယ်။အနောက်နိုင်ငံတမိုင်းကျောင်းမှာကုလူမျိုးကျူးလူမျိုးတွေကိုညင်ပန်းနစ်ဆက်တဲ့ဂျူးမုံတီးရေးဝါဒအန်တီဆက်မစ်တစ်ဆန်ရဲ့တမိုင်းကျောင်းကလည်းအလွန်နဲ့ဆိုင်စွာ အမြင့်တွင်နေခဲ့ပါတယ်။ အဲ့ဒီထဲကမှကျွန်းချက်အနေနဲ့နိုင်ငံတနိုင်ငံတော့ရှိခဲ့ပါတယ်။အဲ့ဒါကတော့စပိန်နိုင်ငံပဲဖြစ်ပါတယ်။အလယ်ခေတ်အစောပိုင်းကာလကနေ၁၄ရာစုအထိစပိန်နိုင်ငံဟာလက်တင်အမေရိကမှာဂျူးလူမျိုးတွေနဲ့ထိုင်ဖို့အလုံးချုံဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ ဂျူးလူမျိုးတွေထဲကမှစပိန်နိုင်ငံရဲ့အုပ်ချုပ်သူလူထန်းစွာအလာထဲကိုဝင်ရောက်နိုင်ခဲ့တဲ့သူတွေလည်းများစွာရှိခဲ့ပြီးသူတို့တွေဟာဗန်နာရေးသိပ်ပန်နဲ့ကုတန်ရောင်းဝယ်ရေးတွေကနေတဆင့်စပိန်အင်ပါယာကြီးပွားတိုးတက်ရေးအတွက်များစွာအားဖြင့်ပံ့ပိုးပေးခဲ့ပါတယ်ဒီအတော့အတွက်စပိန်နိုင်ငံမှာလည်းဂျူမုံတီးရဲဝါဒအနေထားဖြစ်လာအောင်ဖန်တီးခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ် 1249ခုနှစ်မှာ Pope Gregory the Ninth ကဥရောပဘက်ကနေစာတွေစီဒီစာကိုရေးပုတ်ခဲ့ပါတယ်။ဂျူးလူမျိုးတွေတရားစရက်မှာစုဝေးချိန်မှာအဲ့ဒီကျင်စာတင်နေတဲ့ထာလမုဒ္ဓမဟောင်းကျမ်းကိုတင်းယူပြီးငါရဲ့ချစ်လစွာသောတာတော်တွေဖြစ်ကြတဲ့ Dominican အသင်္ခိုင်းကကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ Franciscan အသင်္ခိုင်းကကက်သလစ်ဘုန်းတော်ကြီးတွေစီပို့လိုက်ပါ။ အဲ့ဒီနောက်စပိန်နိုင်ငံမှာလည်းဂျူမုံတီးယဝါဒအငွေအသက်တွေတဖြည်းဖြည်းနဲ့ဆက်လက်ပြန့်နှံ့လာပြီးနောက်ဆုံး1492ခုနှစ်မတ်လ31ရက်နေ့မှာဂျူးလူမျိုးတွေကိုနှင်ထုတ်ကြောင်းအမိန့်ထုတ်ပြန်စာကိုကြေညာခဲ့ပါတယ်ပါရာမပြောင်းတဲ့ဂျူးလူမျိုးမှန်သမျှကိုစပိန်နိုင်ငံကနေချက်ချင်းမောင်းထုတ်ပြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒီစီမံချက်ကိုတော့1492ခုနှစ်ဇူလိုင်လကုန်ပိုင်းမှာအပြီးတက်ခဲ့ပါတယ်။ ိုတင်မခက်မနိုင်တဲ့အခက်အခဲကာလအတွက်ကြိုတင်ပြင်ဆင်ထားပါဒီလိုနဲ့ကျူးလူမျိုးတွေဟာနှစ်ပေါင်းများစွာဘဝအခြေကျနေပြီဖြစ်တဲ့နိုင်ငံကနေလဲနေထုတ်ကြောင်းအမိထုတ်ပြန်စာကြလာရင်စစ်ချင်းလက်ငယ်အဲ့ဒီနေရာကနေထွက်ခွာပေးခဲ့ရပါတယ်ညင်ပန်းနှဆက်မှုတံကနေရှောက်ပုံးပြီးနေရအစ်စ်မှအဆက်မပြတ်အခြေချနေထိုင်ခဲ့ရတဲ့ဂျူးလူမျိုးတွေဟာထူးခြားဆန်းရည်တွေကိုပိုင်ဆိုင်ဖို့ဖြစ်လာခဲ့ကြပါတယ်။ ပြောင်းလဲသွားတဲ့အခြေအနေနဲ့လက်လျောညှိချွေဖြစ်အောင်နေထိုင်ဆောင်ရွက်ပြီးအခြေချနေထိုင်ရေးနေရာအစ်စ်မှာနေမြန်စွာနေရာယူနိုင်တဲ့အရေးချင်းကလည်းဒီအချက်ကြောင့်ပဲဖြစ်ပါတဲ့။ဒါအပြင်သူတို့တွေဟာဒီလိုခက်ခဲတဲ့အချိန်ကာလကနေတည်းကကိုကိုကိုကကွယ်ဆောက်ရှောက်တဲ့နီလန်းကိုလည်းတင်ယူတက်မြောက်လာခဲ့ကြပါတဲ့။ ကျိုတင်မခက်မနိုင်တဲ့အခက်ခဲကာလအတွက်ကျိုတင်ပြင်ဆင်ပြီးပြည်စီဥ္စာကိုကခွဲထင်းသိမ့်ကပြည်စီဥ္စာတိုးပွားလာအောင်အားထုတ်ခဲ့ကြပါတယ်။ဒါဟာရွေးချယ်မှုတစ်ခုမဟုတ်ဘဲမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ဂျူးလူမျိုးတွေအတွက်ယင်းနီမြုံနံမှုဆိုတာဟာအသက်ရှင်ဖို့အတွက်အပူသဘင်းလိုအပ်နေတဲ့နိလန်တစ်ခုဖြစ်ခဲ့ပါတယ်။ ဂျူးလူမျိုးတွေရဲ့ပစ္စည်းဥစ္စာကိုကာကွယ်ထိန်းသိမ်းပြီးပစ္စည်းဥစ္စာတိုးပွားလာအောင်လှောက်ဆောင်တဲ့နီလန်ကတော့စစ်ဆက်တေချာစွာအပိုင်းခွဲပြီးယင်းနီမြုပ်နှံတဲ့နီလန်အပေါ်အခြေခံထားပါတယ်။မြေကုန်ပစ္စည်းနဲ့ငွေသားတို့ကိုတုံးပုံတပုံစီရင်းနှီးမြှုပ်နှံခြင်းကိုစီမင်းအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ မြေကုန်ပစ္စည်းနဲ့ငွေသားဆိုတဲ့စကလုံး၃လုံးကနေကျွန်တော်ချစ်ချင်းမြင်ရောက်လာမိတဲ့အရာကတော့ငွေဖြစ်လွယ်မှုဆိုတာပါပဲဒီနေရာမှာကုန်ပစ္စည်းဆိုတာကတော့အလွယ်တကူရောင်းဝယ်ဖောက်ကားနိုင်တဲ့အရာအလုံးကိုဆိုလိုပါတယ် stock share နဲ့ငွေချေစာချုပ်တို့လိုပိုင်ဆိုင်မှုစာရော့စာတန်းကတော့ကိုစားပြုကုန်ပစ္စည်းထဲမှာပါဝင်နေပါတယ်တခြားအရာတွေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်ကုန်ပစ္စည်းကတော့ငွေဖြစ်လွယ်မှုပုံမှန်မြင့်မားပါတယ် တစ်ဖက်မှာမြေကတော့ငွေဖြစ်လွယ်မှုတော်တော်လေးနဲ့ပါပါတယ်။ဂျူးလူမျိုးတွေဟာသူတို့နေထိုင်တဲ့နေရာရဲ့နိုင်ငံရေးနဲ့စီးပွားရေးအခြေအနေပြောင်းလဲသွားရင်ဘယ်အခြေအနေထောက်ခံရမလဲဆိုတာမသိနိုင်တဲ့အန်ဒီယေကိုအမြဲပိုက်ထွေးပြီးနေထိုင်ခဲ့ကြရပါတယ်။အဲဒါကြောင့်ငွေဖြစ်လွယ်မှုပုံမနေပါတဲ့မြေကိုသုံးပုံတစ်ပုံပဲရင်းနှီးမြှုပ်နှံဖို့အကြံပြုထားပါတယ်။ ငွေဖြစ်လွှဲမှုပိုင်းမှာတာလုံမြင့်မာတဲ့ပစ္စည်းဥစ္စာတွေအပြင်သူတို့အရေးတယူစဉ်းစားတဲ့အရာကတော့ကုန်သွယ်မှုနဲ့နီးပညာပဲဖြစ်ပါတယ်။ဒါတွေအားလုံးဟာငွေဖြစ်လွှဲတဲ့လက်ရှိပိုင်ဆိုင်မှုပစ္စည်း current asset ထဲမှာပါဝင်နေပါတယ်။ ခေတ်စနစ်တွေအများကြီးပြောင်းလဲလာခဲ့ပြီဆိုပေမဲ့ဒီတူညီတဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကတော့အခုအချိန်ထိလည်းအရေးပါတဲ့အထိပ္ပယ်ကိုပိုင်ဆိုင်ထားဆဲပါပဲကျွန်တော်တို့ကကောင်းတိထားတဲ့တိပစ္စည်းဥစ္စာအားလုံးကိုတနေရာထဲမှာပုံဩပြီးမရင်းနှီးမမြှုပ်နှံပါနဲ့ဆိုတဲ့ဆိုရိုးစကားရဲ့အရင်အမြစ်ကလည်းထာမုဒ္ဓမဟာကျန်ကနေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ငွေအားလုံးကိုချင်းတောင်တစ်ခုတည်းတွင်မထက်တာနဲ့ကဘာဦးကျန်ရှင်လင်းချက်အခန်းကြီး86အခန်းငယ်3 ပစ္စည်းဥစ္စာကိုအပိုင်းခွဲပြီးယင်းနီမြုပ်နှံရမယ်ဆိုတဲ့အချက်အပြင်ပစ္စည်းဥစ္စာကိုစီမံခက်ခွဲရမှာနောက်ထပ်အရေးကြီးတဲ့စီမံတစ်ခု ရှိပါသေးတယ်။အမြတ်စွန်အဆက်မတန်ရရှိမယ်လို့ကတိပေးလာတဲ့သူတစ်ပါးရဲ့ပြောစကားနဲ့လောလောလတ်လတ်မှာအရှင်ဟုန်နဲ့ခစ်ဆားလာတဲ့အရာတွေရဲ့ကျိုးဆွဲရနောက်လိုက်ပါပြီးအလွယ်တကူယင်းနီမြုပ်နှံဖို့မသင့်ပါဘူး။အဲ့ဒီလိုလုပ်ပြီးတော့ကိုယ့်ရဲ့အဖိုးတန်ငွေတွေကိုလက်လွတ်ဆုံရှုံလိုက်ရမယ့်အမားမျိုးမကျွလွန်တင်ပါဘူး။ ကြီးကျယ်မြင့်မြတ်တဲ့ယင်းနေမြုံနံသူကြီးဝရန်ဘဖက်ကအများလက်ခံယုံကြည်ထားတဲ့စိတ်အခြေအနေကနေရုံထွက်ပြီးလွတ်လပ်စွာသွေးခေါ်ပါပြီးတော့ယင်းနေမြုံနံတဲ့အခါမှာကိုနားလည်နိုင်တဲ့အရာတနည်းပြောရရင်ကိုကကောင်းတိတဲ့အရာကိုရွေးချယ်ပါလို့အကြံပြုထားပါတယ် အရွယ်ရောက်ပြီးသူများစုဟာလူအဖွဲ့အစည်းကိုပထမဆုံးခြေလှမ်းစချပြီးစီးပွားရေးဆိုင်ရာလှုပ်ရှားမှုတွေကိုစတင်ချိန်မှာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးဗဟုသုတသိမ့်မရှိကြတဲ့အခြေအနေဖြစ်ပါတဲ့ချွင်းချွတ်တချို့တော့ရှစ်လောက်မှာပါကျောင်းသားဘဝတစ်လျှောက်လုံးမှာလူတွေဟာဘဝကိုနေထိုင်ဖြတ်တန်းရမှာတဲ့အတုံးမဝင်တဲ့အရာတွေကိုတော့အများကြီးတင်ယူကြရပေမဲ့လက်တွေ့မှာအတုံးဝင်တဲ့အရာကိုတင်ယူဖို့အခွင့်အရေးကတော့ရှားပါလာပါတဲ့အဲ့ဒါကြောင့်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့လေငွေကြေးများစွာအကုန်ကျခံရ င်အဖိုးတန်လွန်လာတဲ့ဉာဏ်ပညာကိုရယူတတ်ကြပါတယ်။အရေးရှင်စနစ်ကမကြခနဆိုသလိုခိရစီချောင်းအစ်ကိုဖန်တီးဖော်ဆောင်ပေးနေပါတယ်။ဒီလိုခိရစီချောင်းကလူတွေရဲ့မျက်စိအမြင်ကိုဖုံးကွယ်ပစ်လိုက်ပြီးအဲ့ဒီလိုနဲ့အမြင်ဖုံးထားတဲ့လူတွေရဲ့ငွေကိုလာရောက်လူယူကြတဲ့လူတွေဟာနေရာတကာမှာရှိနေပါတယ်။ကိုကိုကိုကကွယ်စောက်ရှောက်တဲ့ညီညီမြုံနံမှုဆရာအရေးချင်းကိုမပိုင်ဆိုင်ထားဘူးဆိုရင်ဆုံရှုံနိနာရုံအပြင်မရှိတော့ပါဘူး။ ်မှတ်သားထားကြပါလူတွေရဲ့စကားကိုပဲယုံကြည်ပြီးဒါမှမဟုတ်ခစ်စားနေတဲ့အရာတွေအပေါ်လိုက်ပြီးမရင်းနှီးမမြုပ်နှံပါနဲ့ကိုကကောင်းတိတဲ့အရာကိုဖက်ကအခိုင်အမာတာဝန်ယူနိုင်တဲ့အရာကိုပဲရင်းနှီးမြုပ်နှံကြပါအဆုံးသင်နာဆင်ပေးကြတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ရှင်ပြန်ဆောင်တွေ့ပါဦးမယ်ရှင်